လူသားညီကိုတွေထဲပို့ပြီးချက်ကြရတဲ့ယောဂအညီကို၃ရောင်ဖီဂျိုသွေးတို့နှလုံးယောဂဟယ်လိုယောဂတာအနေနဲ့ပြန်လည်ယူဆလိုက်ပါတယ်ဒီနေ့မှာတော့အရန်ချက်ကြလို့ပေါ့နော်တခုနဲ့တခုကပ်ပြီးတော့ဆက်ဖြစ်လာတဲ့လေယောဂသုံးမှုဖြစ်တဲ့ဖီဂျိုသွေးတို့နှလုံးယောဂတွေကဒီဘလို့ဖြစ်လို့ပေါ့နော်ဆက်ဆက်နေလဲဆိုတာကိုပြောပြပေးသားမှာပဲဖြစ်ပါတယ် ပထမတစ်ချက်ကတော့ဒီယောဂသုံးဖို့ဖြစ်စေတဲ့အချက်တွေပေါ့နော် risk factor တွေကတူနေလို့ပဲဖြစ်ပါတယ်။အချို့ငန်းအစီစိတ်နေရအများကြီးစားတာမတို့ဒီအလုံရှားနေတာစိတ်မစီမှုများတာဆေးလိပ်အရက်စားနေတောက်တာအဝါလုံးတာမျိုးလိုက်တာစားတဲ့အချက်တွေအကုန်လုံးကဒီယောဂသုံးမှုလုံးကိုပြည့်စုံနိုင်တဲ့အချက်တွေဖြစ်တဲ့အတွက်ကြောင့်ဒီယောဂသုံးမှုကဆက်ဆက်လုပ်နေပါတယ်ဗျ။နောက်ထပ်ဘယ်လိုအချက်တွေကြောင့်ဒီယောဂသုံးမှုကဆက်သက်နေလဲဆိုတာအိုးဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်။ မတို့စီချုပ်ဖြစ်လာပြီဆိုရင်တော့ဒီခဏကိုရဲ့တွေးတဲ့မှာတရားလက်တွေများလာတာဟိုလူတိုင်းသိကြမှာပါတွေးတဲ့တရားလက်တွေများလာတဲ့အတွက်ကြောင့်လူကဖြည်းဖြည်းဝါလာတယ်ဝါလာတော့ဒီသွေးကြောတွေမှာပေါ့နော်အစီဒီပုံလာပြီးတော့သွေးကြောတွေအကျဉ်းလာပါတယ်အဲ့လိုနဲ့ပဲတော့ဒီသွေးကြောမှာပေါ့နော်ဖျားတွေများလာပြီးတော့သွေးလို့တာကိုဖြစ်စေတယ်ဒါအပြင်ဒီနှလုံးရောဂါနဲ့ဒီတိဖြက်တာတွေကိုပါဖြစ်စေပါတယ်ဗျာ အဲ့လိုပဲသူတို့ယောဂါဆက်လာပြီဆိုရင်လည်းဒီနှလုံးကပေါ့နော်အရန်သွေးညင်ရအလုံးလုံးကပြီးတော့ဒီဖျားအရန်ညလာတဲ့အခါမှာနှလုံးယောဂါလေးဖြစ်လာတာပဲဖြစ်ပါတယ်။အော်ဒီနှလုံးယောဂါလေးဖြစ်လာပြီဆိုရင်လည်းပေါ့နော်ဒီခန္ဓာကိုယ်ကနေတခြားတိုက်ကိုထိရှုံးနိုင်စွမ်းကိုကြာစီပြီးတော့ကျွန်တော်ဒီစီဂျုံနဲ့သူတို့ယောဂါလေးကိုပို့ပြီးဆိုသေးပါတယ်ဗျ။အဲ့လိုနဲ့ပဲသူတို့ယောဂါသုံးခုကတစ်ခုဖြစ်ရင်နောက်တစ်ခုဆက်ဖြစ်တဲ့ အဲနောက်ဆက်ဖြစ်တဲ့ဟာကဒီရှေယောဂတွေကိုပို့ပြီးရောစိုးစေပြီးရောပေါ့နော်အဲ့လိုပဲလုံးနဲ့ချလဲရိုက်ပြီးတော့အဲ့သုံးမူကတခုကြီးတခုဆက်ပြီးရောဖြစ်လာနိုင်ကြပဲဖြစ်ပါတယ်ဗျအဲ့ဒါမျိုးအဲ့ယောဂသုံးမူတွေကတခုမှမဖြစ်အောင်ကိုရေယာအစားအသောက်အနေနဲ့ဆင်ခြင်ပြီးတော့လေ့ကျင့်ခန်းလဲမှန်မှန်လုပ်ဖို့လိုပါမယ်နော်ကဲအခုဆိုရင်တော့စီဂျိုသွေးတို့နှလုံးယောဂတွေအကြောင်းကိုဒီချာနာနဲ့သွားပြီးလို့ယုံကြည်ပါတယ်အခုဗီဒီယိုလေးကနေတင်တွေအကျိုးတုံးတွေရရသွားလဲဆိုရင်တခြားသူတွေတည်သွားအောင်ရှင်းသွားလိုက်အောင်နော်အဲ့ဒါဆိုရင်တော့ဒီနေ့တော့လောက်ပါပဲနောက်နေ့တွေမှာလည်းပို့ပြီးရောစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတို့နာက கேட்டுக்குவாங்க ஏன்னா